အားလုံးပဲမင်္ဂလာပါမဂျီမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရင်မဂျီမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Be Hero 2014ရုပ်ရှင်လေးပဲဖြစ်ပါရင်ကဲဆင်းသစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်လားဗျာကျွန်တော်ကတော့ထုံးစံတိုင်း season 10ဆက်သူဆက်ပဲဖြစ်ပါရင် ဆန်ဖရန်စစ္စကိုမြို့ရဲ့မြေအောက်မှာတော့ဆက်ရုပ်တိုက်ပွဲတစ်ခုကျင်းပနေပါတယ်။ဘန်ယောင်စပင်းနဲ့မင်းကလေးထိန်းချုပ်တဲ့ဆက်ရုပ်ကပြိုင်ဘက်ကိုအနှံ့ရသွားပုံရပါတယ်။ဒါပေမဲ့လို့ရုတ်တရက်ရာမားရဲ့ဆက်ရုပ်ကထပြီးတော့လက်မောင်းမှာတက်ထားတဲ့တန်ကြိုနဲ့ပြိုင်ဘက်ရဲ့ကောင်းကိုဖျက်ပစ်လိုက်ပါတယ်။အနှံ့ရပြီးတဲ့နောက်မှာရာမားကနောက်ထပ်စင်ခေါ်မဲ့သူကိုခေါ်လိုက်တဲ့အခါမှာတော့ဟီရိုဟာမာဒါဆိုတဲ့၁၄နှစ်အရွယ်ကောင်လေးကသူစင်ခေါ်မဲ့ဆိုပြီးတော့ထွက်လာခဲ့ပါတယ်။သူရဲ့ဆက်ရုပ်ကတော့တခြားသောဆက်ရုပ်တွေထက်တေးပြီးတော့သူကိုယ်တိုင်တိစောက်ထားတာပဲဖြစ်ပါတယ်။ လောင်ကြီးထပ်ပြီးတဲ့နောက်မှာတော့စတင်တိုက်ခိုက်လာပြီးတော့စကန်ပိုင်းအတွင်းမှာပဲဟီရိုရဲ့စရုပ်ကပျက်စီးသွားခဲ့ရပါတယ်။ဟီရိုကတော့ဒုတိယအခွင့်အရေးတောင်းလိုက်ပြီးတော့ဒါကတော့သူ့ရဲ့ပထမအဦးဆုံးတိုက်ပွဲဖြစ်တယ်လို့ပြောလိုက်ပါတယ်။ယာမာကတော့ထပ်မတိုက်ချင်တော့ပေမဲ့လို့ဟီရိုကတော့ပတ်စံအများကြီးကိုထုတ်ပြလိုက်တဲ့အခါမှာသဘောတူလိုက်ပါတယ်။ဒုတိယပိုင်းစတင်တဲ့အခါမှာတော့မီကာဘောရဲ့အစိတ်ပိုင်းတွေကတန်လိုက်စွန်အားနဲ့ကိုပြန်ပေါင်းစည်းသွားခဲ့ပြီးတော့မျက်နှာအမူအရာပြောင်းလဲသွားခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ရုပ်ကအစိတ်ပိုင်းတွေကွဲပြီးတော့ရန်သူကိုတိုက်ခိုက်လိုက်ပါတယ်။ပြန်ဘက်ရဲ့လက်မောင်းတွေကိုဖျက်ပြီးတဲ့နောက်မှာတော့ခေါင်းကိုဖျက်ပစ်လိုက်ပါတယ်။ တိုက်ပွဲပြီးသွားတဲ့အခါမှာတော့ဟီရိုကအနံ့ရတဲ့ပတ်စံကိုယူလိုက်ပေမဲ့လို့ယာမာကတော့ဟီရိုကလိန်တယ်လို့ဆွဆွဲပြီးတော့ဟီရိုရဲ့ဆက်ရုပ်ကိုခိုးယူလိုက်ပါတယ်။ပြီးတော့သူ့ရဲ့လူတွေကိုဟီရိုကိုတင်ကန်းစာပေးဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဟီရိုထိခိုက်မခံရခင်သူ့ကိုတာတာရှိကတော့ဆိုင်ကနဲ့ကိုရလာခဲ့ပြီးတော့ဟီရိုကိုကယ်ထုတ်သွားနိုင်ခဲ့ပါ යි ။အဲ့ဒီချိန်မှာပဲဟီရိုကမီကာပေါ့ကိုအသက်တွင်လိုက်ပြီးတော့ဆေယုတ်ကတော့ရာမာရှိကနေကိုလွတ်မြောက်သွားခဲ့ပါ යි ။ထွက်ပြေးနေစဉ်မှာပဲတာတာရှိက ဟီရိုကိုမြေအောက်တိုက်ပွဲတွေမှာပါဝင်တာနဲ့ပတ်သက်ပြီးတော့မကြင်မနဲ့ပြောနေခဲ့ပါရင်ဟီရိုကတော့73နှစ်အရွယ်မှာကြောင်းပြီးသွားပေမဲ့လို့ကောလိပ်တက်ဖို့ကိုစိတ်မဝင်စားပါဘူး။သူတီပီတာအရာတွေထပ်ပုံမတိရဘူးဆိုပြီးတော့ထင်နေလို့ပါ။တာတာရှိကတော့လမ်းရှာနေတော့မှပဲရဲတွေကရောက်လာခဲ့ပြီးတော့နှစ်ယောက်စလုံးကိုဖမ်းလိုက်ပါရင်ဟီရိုရဲ့မိဘတွေကသူငယ်စဉ်ကတည်းကကွယ်လွန်သွားတာကြောင့်သူတို့ရဲ့ဒေါ်ခက်စကရဲစခန်းကိုတွားပြီးတော့သူတို့ကိုခေါ်လာခဲ့ပါရင်အရောက်တဲ့အခါမှာတော့ဟီရိုကသူ့ရဲ့ခန်းကိုတွားပြီးတော့ဆက်ရုပ်တိုက်ပွဲအတိတ်ခုစတင်တော့မယ်ဆိုတဲ့အကြောင်းကိုသတိပေးချက်ရလိုက်ပါရင်ဟီရိုကတော့ပြိုင်ပွဲမှာပါဝင်ဖို့စိတ်ကူးနေပေမဲ့တတရှိကတော့ တုကိုတပ်ပိုင်းတတရှိကတော့ဟီရိုကိုသူ့ကြောင်းတက်နေတဲ့တက္ကသိုလ်ကိုခေါ်သွားခဲ့ပိုင်းတကွဲကန်းလေးကိုဝင်တဲ့အခါမှာတော့ဟီရိုကအဲ့ဒီနေရာမှာတင်ယူစရာအစ်စ်တွေအများကြီးရှိတာကိုတွေ့ရပိုင်းတတရှိရဲ့တငယ်ချင်းတွေနဲ့တွေ့ဆုံပြီးတော့သူတို့ရဲ့တီထွင်မှုတွေကိုကြည့်ရှုပိုင်းတရာရှိကတော့ဘေးမက်ဆိုတဲ့သူ့ရဲ့ဆက်ရုပ်ကိုမိတ်ဆက်ပြပါတယ်။ဘေးမက်ကတော့ကျမရေဆောင်းရှောက်မှုပေးတဲ့ဆက်ရုပ်ဖြစ်ပြီးတော့နာကျင်မှုတန်ကြားတာနဲ့တုံ့ပြန်ပါတယ်။ဟီရိုကတော့ဘေးမက်ကိုဆန်းသက်ကြည့်ပြီးတော့သဘောကျသွားခဲ့ပါတယ်။ မောက်ခရောဘတ်ချက်လီဟန်ပေါ်လာတဲ့အခါမှာတော့ဟီရိုကတော့သူ့ကိုတွေ့ရတာဝမ်းသာပါတယ်။ချက်လီဟန်ကတော့ဟီရိုကိုတက္ကသိုလ်မှာစီရင်သွင်းဖို့အခွင့်ရပေးပါတယ်။တရာရှိကတော့ဟီရိုကိုကိုညီဖို့ကိုသဘောတူပါတယ်။နေ့စဉ်ကျင်းပတဲ့ပြိုင်ပွဲမှာចောင်းသားတွေကသူ့ရဲ့တီထွင်မှုတွေကိုပြသကြပါတယ်။ဟီရိုကတော့ချက်လီဟန်ရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်မဲ့တီထွင်မှုတစ်ခုကိုဖန်တီးဖို့ကြိုးစားပါတယ်။ အဲဒီနောက်မှာတော့ဟီရိုကမိုက်ခရိုဘော့တွေကိုတီထွင်ပြီးတော့ပြပွဲမှာပြသခဲ့ပါတယ်။သူရဲ့တီထွင်မှုကိုလည်းလူတွေကအားကြကြပါတယ်။ Alistair Cram ဆိုတဲ့နီးပညာလုပ်ငန်းရှင်ကြီးကဟီရိုရဲ့တီထွင်မှုကိုမိုဘိုင်းကွင်းလုပ်ဖို့ဆိုပြီးတော့ကန့်လန့်လိုက်ပါတယ်။ဒါပေမဲ့လို့ Challenge ကတော့ Green ကိုတတိပေးပြီးတော့ဟီရိုကတော့သူ့ရဲ့တီထွင်မှုကိုမရောဘူးကိုဆုံးဖြတ်လိုက်ပါတယ်။ပြပွဲပြီးတော့တဲ့နောက်မှာတော့မီလောင်မှုဖြစ်ပြီးတော့ Challenger ကအစာအုပ်ရဲမှာပြိမိနေခဲ့ပါတယ်။တတာရှိကတော့သူ့ရဲ့ဆရာကိုကယ်တင်ဖို့ဆိုပြီးတော့ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအစာအုပ်ကပောက်ကွဲပြီးတော့တတာရှိနဲ့ Challenger ကကွဲလွန်သွားခဲ့ပါတယ်။ ရတဲ့တပတ်တွေကြာပြီးသွားတဲ့နောက်မှာတော့ဇာပနာပြီးတဲ့အခါမှာဟီရိုကတော့စိတ်တက်ကြပြီးတော့အခန်းထဲမှာပဲပုံနေပါတယ်။သူ့ရဲ့တငယ်ချင်းတွေကစိတ်ပူပေမဲ့လို့ဟီရိုကတော့ဖုန်းတွေကိုလစ်လို့ရှူထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဟီရိုကကောလိကနေထွက်ပြီးတော့ဆက်ရုပ်တိုက်ပွဲတွေမှာပြန်ပြီးတော့ပါဝင်ဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါတယ်။ဒီဇယ်လမ်းမှာဟီရိုကမီဂါဘော့ကိုကောက်ယူတဲ့အခါမှာဆက်ရုပ်ရဲ့အစိပ်ပိုင်းတစ်ခုကသူ့ရဲ့ခြေထောက်ပေါ်ကိုကျပြီးတော့နာကျင်တန်ကတော့ထွက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးမက်စ်ကအသက်ဝင်လာခဲ့ပြီးတော့ဟီရိုကိုစကန်ဖတ်ပါတယ်။ဘေးမက်ကတော့ဟီရိုမှာဒဏ်ရာမရှိပေမဲ့လို့သူ့ရဲ့ဟော်မုန်းနဲ့အာယုံကြောစနစ်တွေကတော့စိတ်ပြောင်းလဲရှိနေတာကိုသတိထားမိပါတယ်။ဘေးမက်စ်ကိုပိတ်ဖို့ကြိုးစားရင်းနဲ့ဟီရိုကတော့ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပြီးတော့အဲ့ရအောက်မှာသူ့ရဲ့ project ပြပွဲမှာဝစ်ဆင်ခဲ့တဲ့ကုတ်အင်းကြီးကိုတွေ့လိုက်ပါတယ်။ အဲ့ဒီအင်ဂျင်ထဲမှာသူ့ရဲ့ microbot တစ်ခုရှိနေပြီးတော့မီးလောင်မှုမှာပျက်စီးသွားတယ်လို့ထင်ခဲ့တာပါ microbot ကတော့ဘယ်ကိုဆွဲခေါ်နေတယ်လဲဆိုတာတီးဖို့ hero ကတော့ battery quad ထဲမှာထည့်လိုက်ပါတယ် bimax ကတော့ hero ရဲ့စိတ်ပြောင်းလဲကိုထိန်းညီဖို့ဆုံးဖြတ်လိုက်ပြီးတော့ microbot ဘယ်ကိုသွားနေလဲဆိုတာကိုရှာဖို့ကိုဆုံးဖြတ်လိုက်ပါတယ် hero ကတော့ bimax ကိုမတွေ့တဲ့အခါမှာသူ့ကိုရှာဖို့စူးစမ်းပါတယ် bimax ကတော့လမ်းပေါ်ကိုပြေးနေပြီးတော့ယင်ကြောမှာပြဿနာတွေဖြစ်နေပါတယ် hero ကတော့ bimax ကိုရှာတွေ့တဲ့အခါမှာတော့ microbot ရောက်နေတဲ့နေရာကိုရှာဖွေပြီးသွားပါပြီသူတို့နှစ်ယောက်ကတော့ဆွပစ်ထားတဲ့ကိုရာတစ်ခုရှေ့မှာရှာလိုက်ပါတယ် ဒါပေမဲ့လို့အဲ့ဒါကိုတောက်ခတ်ထားပါရင်ဟီရိုကတော့ဘာရီရှိလဲဆိုတာကိုသိကျင်လို့ပြင်ပေါက်ကနေကိုခိုးဝင်လိုက်ပါရင်ဗီမတ်စ်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုလေချုံပြီးတော့ပြန်ဖောင်းလာဖို့လိုပါရင်ဟီရိုကတော့နေရာကိုကြည့်ရှုတဲ့အခါမှာတော့မိုက်ခရိုဘော့အသစ်တွေထုတ်လုပ်နေတဲ့ဆက်တွေကိုတွေ့ရပါရင်ဗီမတ်ပေါ်လာတဲ့အခါမှာတော့မိုက်ခရိုဘော့တွေကလှုပ်ရှားလာခဲ့ပြီးတော့ဟီရိုကတော့သူ့ရဲ့တငယ်ချင်းကိုဆွဲပြီးတော့ထွက်ပြေးသွားပါရင်တကာကတောက်ခတ်ထားတာကြောင့်သူတို့ကတော့ပုံနေကြပါရင်ဗီမတ်ပေါင်းနာကိုရောက်လာတဲ့အခါမှာဟီရိုကမျက်နှာပေါင်းဆွထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါရင်သူတို့နှစ်ယောက်စလုံးကအသက်ဘေးကနေကိုလွတ်မြောက်သွားပါရင် ဟီရိုကတော့ရဲစခန်းထဲကိုသွားခဲ့ပြီးတော့ဘိမတ်ကတော့သူ့ရဲ့အပေါက်တွေကိုပလတ်စတာနဲ့ကိုကတ်နေစင်မှာပဲရဲကိုအမှန်တိုင်းကိုပြောပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့လို့ရဲကသူ့ရဲ့စကားကိုမယုံတဲ့အခါဟီရိုကတော့အိမ်ကိုပြန်သွားခဲ့ပါတယ်။ဘိမတ်ကတော့ဘက်ထရီကုန်နေပြီးတော့အားသွင်းနေစင်မှာပဲတတရှိအကြောင်းကိုမေးပါတယ်။ဟီရိုကတော့တတရှိတည်သွားပြီလို့ပြောနေခဲ့ပါတယ်။ဘီမတ်ကတော့ကွန်ပျူတာကိုဝင်ပြီးတော့ဝန်ထမ်းမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုထားလုပ်လုပ်နေခဲ့ပါပြီ။အခုဆိုရင်တော့ဘီမတ်ကဟီရိုကိုဝန်ထမ်းမှုတွေကိုရင်ဆိုင်ဖို့ကုညီဖို့နည်းလမ်းတွေကိုတည်ရှိခဲ့ပါပြီ။ ပထမဦးဆုံးအစီအစဉ်ကတော့မိတ်ဆွေတွေမိသားစုတွေနဲ့နီးနီးကပ်ကပ်ရှိနေဖို့ပဲဖြစ်ပါတယ်။ဗီမတ်ကတော့ဟီရိုရဲ့တငယ်ချင်းတွေနဲ့ကိုဆက်သွဲပါတယ်။ဟီရိုကတော့အကိုတတဲရှိတည်ဆုံရတဲ့မိလောင်မှုကမတော်တဆဖြစ်တယ်လို့အမြဲတမ်းကိုမှယုံကြည်ခဲ့ပေမဲ့လို့မျက်နှာဖုံးဆွထားတဲ့လူကိုတွေ့ပြီးသွားတဲ့နောက်မှာတော့သူ့ရဲ့မိုက်ခရိုပေါ်တွေကိုခိုးဖို့မီရှိုးခဲ့တာဆိုပြီးတော့တန်တရားဝင်လာခဲ့ပါတယ်။ညဘက်မှာကတ်စ်က TV ကြည့်နေစင်မှာပဲဟီရိုနဲ့ဗီမတ်ကလည်းကိုရောင်ထဲကိုခိုးဝင်သွားခဲ့ပါတယ်။ ီရိုကတော့ဘေးမက်ကိုမကောင်းတဲ့သူတွေကိုတိုက်ခိုက်နိုင်ဖို့အဆင့်မြင့်တင်ပြီးတော့တန်ကြပ်ကာတွေတက်ဆင်ပေးပါရင်ဘေးမက်ကတိုက်ခိုက်ဖို့အဆင့်တင်ဖြစ်နေပြီးတော့သူတို့ကမကောင်းတဲ့သူကိုလိုက်ရှာပါရင်ဒါပေမဲ့လမ်းမှာတန်တရားဖြစ်စရာကားတစ်စီးကသူတို့ကိုလိုက်နေပါရင်စွပစ်ထားတဲ့ကိုတောင်တဲကိုဝင်သွားတဲ့အခါမှာမိုက်ခရိုဘော့တွေမရှိတော့တာကိုတွေ့ရပါရင်သူတို့ကိုရှာဖို့ဆိုရင်တော့ဟီရိုကန်ဆောင်ထားတဲ့မိုက်ခရိုဘော့ကိုလိုက်ရမှာပါကန်ဆက်ကိုရောက်တဲ့အခါမှာဟီရိုကတခုခုထူးဆန်းနေတာကိုတွေ့လိုက်ရပါရင်သူတို့ကပုံနေရပြီးတော့သူတို့ကိုလိုက်နေတဲ့ကားကတတရှိရဲ့တငယ်ချင်းတွေဖြစ်နေတာကိုတွေ့လိုက်ရပါရင် သူတို့ကဟီရိုကိုစိတ်ပူနေပြီးတော့အိမ်ကိုခေါ်သွားဖို့ကိုကြိုးစားပါရင်ဒါပေမဲ့လို့မျက်နှာပုံးဆွထားတဲ့သူကပေါ်လာခဲ့ပြီးတော့ကြီးမားတဲ့ကွန်တိန်နာတစ်ခုကိုသူတို့စီကိုပြစ်လွတ်လိုက်ပါရင်ဘီမတ်စ်ကတော့အဲ့ဒီအရာကိုဖမ်းလိုက်ပြီးတော့ကားပေါ်ကိုပစ်ချလိုက်ပါရင်ဝါဆာဘီကတော့ကားကိုမောင်းထုတ်ပြီးတော့ဟီရိုကဘာဖြစ်နေတယ်လဲဆိုတာကိုရှင်းပြပါရင်သူတို့ကမြို့တဝန်းမောင်းနေနေစမှာဘီမတ်ကတော့ရန်သူကိုစကန်ဖတ်ပါရင်မျက်နှာပုံးဆွထားတဲ့သူကကားနာကိုချင်းခတ်လာပြီးတော့ဂူဂူကတော့ကားကိုမောင်းဖို့ဆုံးဖြတ်လိုက်ပါရင်လိုက်ဖမ်းမှုကတော့ဆက်ဖြစ်နေပြီးတော့ကားကတော့မိုက်ခရိုဘော့တွေရဲ့ဖမ်းမိခံရပါရင် ပေမဲ့လေကိုကိုကတော့ microbot တွေကိုဖယ်ရှားပြီးတော့ကားကရေထဲကိုကြာသွားခဲ့ပါပြီ။ကန်ကောင်းနာက BMS ကကျမ်းမာရေးဆောင်ရှောက်မှုပေးတဲ့ဆက်ရုပ်ဖြစ်ပြီးတော့သူတို့ကိုရင်နှစ်မတိအောင်လို့ကဲတင်ပေးပါပြီ။ရေထဲကနေကိုထွက်ပြီးသွားတဲ့နောက်မှာတော့သူတို့က Frey ရဲ့အိမ်ကိုလမ်းလျှောက်သွားပါပြီ။ Frey ရဲ့အိမ်ကနန်းတော်ကြီးတစ်ခုလိုမျိုးဖြစ်နေတာကိုတွေ့ရပြီးတော့သူတို့ကတော့အံအားတင်သွားခဲ့ရပါပြီ။ Frey ရဲ့ခန်းထဲကိုဝင်သွားတဲ့အခါမှာအခန်းကရန်ကုန်မှာထူဆန်ပြီးတော့ရုပ်ပုံတွေ၊စိတ်ကူးရဲ့ဇက်ကောင်တွေနဲ့ကိုပြည့်နှက်နေပါပြီ။ ဟီရိုကတော့မကောင်းတဲ့သူကိုဖမ်းဖို့အစီအစဉ်အတိတ်တစ်ခုကိုစဉ်းစားနေတဲ့အချိန်မှာပဲဘီမတ်စ်ကတော့သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုတတိထားမိပြီးတော့သူ့ကိုနှွေးအောင်လုပ်လို့ပြပါတယ်။တခြားသောတငယ်ချင်းကလည်းနှွေးဖို့ကိုချင်းကပ်လာပြီးတော့ဟီရိုကတော့မျက်နှာပေါ်ဆွထားတဲ့သူကိုင်ဆောင်ထားတဲ့အရာတွေမှာရေးထားတဲ့တင်ဂေတာတွေကိုတီလာဆွပြီးတော့မိပါတယ်။ ဖရက်ကတော့သူ့ရဲ့ theory တခုကိုပြောပြပါတယ်။သူကတော့သူတို့ကိုတိုက်ခိုက်တဲ့မကောင်းတဲ့သူက Alistair Cree ဖြစ်မယ်ဆိုပြီးတော့ယုံကြည်ပါတယ်။ Cree ကတော့ Hero ရဲ့ Micro Ball တွေကိုဝယ်ခဲ့ခြင်းပဲလို့ Hero ကတော့ငင်းဆန်ခဲ့တာကြောင့်မီးရှို့ပြီးတော့ Micro Ball တွေကိုခိုးယူခဲ့တာလို့ Frack ကတော့ယုံကြည်နေပါတယ်။ ဒါပေမဲ့လို့ဟီရိုကတော့ဒီ theory တွေကိုလုံးဝကိုမယုံကြည်ပါဘူး။သူတို့ကတော့မကောင်းတဲ့သူကိုရှာဖို့အချက်လက်တွေပို့ပြီးတော့လိုအပ်နေပါသေးတယ်။အဲ့ဒီအချိန်မှာပဲ Bemax ကမျက်နှာပေါ်ဆွတ်ထားတဲ့သူကို scan ဖက်ပြီးတော့သူ့ရဲ့ကျမ်းမာရေးအခြေအနေတွေနဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးကိုတီထားတယ်ဆိုပြီးတော့ပြောပါရင်ဟီရိုကတော့မျိုးတစ်ခုလုံးကို scan ဖက်ပြီးတော့မျက်နှာပေါ်ဆွတ်ထားတဲ့သူကိုရှာဖို့အစီအစဉ်တစ်ခုကိုစဉ်းစားလိုက်ပါရင် ဒီစီစဉ်အတွက်ပဲဗိမက်စီရဲ့အာယုံခံကရိယာကိုအဆင့်မြှင့်ဖို့လိုပါတယ်။တငယ်ချင်းတွေအားလုံးကလည်းဒီမစ်ရှင်မှာကုညီဖို့ကိုတဘောတူလိုက်ပါတယ်။ဖရက်ကတော့စူပါဟီးရိုးဖြစ်လာမယ့်အခွင့်အရေးကိုစိတ်လို့ရှာနေခဲ့ပါတယ်။သူတို့ကတော့သူတို့ရဲ့ဝိစုံတွေကိုပြင်ဆင်နေကြမှာပဲ။ဟီရိုကတော့မကောင်းတဲ့သူရဲ့ neuro transmitter ကသူ့ရဲ့မျက်နှာဖုံးထဲမှာရှိနေတယ်လို့ယူဆပါတယ်။အဲ့ဒီလိုဆိုရင်မျက်နှာဖုံးကိုချစ်လိုက်ရုံနဲ့ microphone တွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းကိုဆုံးရှုံးသွားမှာပါ။အစီအစဉ်ကိုစတင်တဲ့ချိန်မှာသူတို့က Fred ရဲ့နန်းတော်ထဲမှာလေ့ကျင့်ပါတယ်။ ရန်နေငယ်ကြာသွားတဲ့အခါမှာတော့ဟီရိုကတော့တငယ်ချင်းတွေကိုဘေးမတ်2.0ကိုမိတ်ဆက်ပါတယ်။ဒီတန်ကြက်ကနေဆိုရင်ဘေးမတ်ကဒုံးပြက်လက်သေးတွေကိုပြစ်နိုင်ပြီးတော့နောက်ကျောမှာအတောင်ပံတွေပါရှိပါတယ်။ဟီရိုကတော့ဘေးမတ်နဲ့အတူတူပြန်ဖို့ကိုတန်လိုက်နေရတခုလည်းပါပါတယ်။ပထမဦးဆုံးပြန်တမ်းမှုကတော့တိတ်ပြီးတော့တာယာရာမျိုးမဟုတ်ပါဘူး။ဟီရိုကတော့စိတ်လုံရှားပြီးတော့မတော်တဆဖြစ်မှာကိုကြောက်နေခဲ့မိပါတယ်။ဘေးမတ်ကတော့ Golden Gate တကားပေါ့ကိုဆင်းသွားတဲ့အခါမှာတော့ဟီရိုကတော့စိတ်သက်တာယာရနေခဲ့ပါတယ်။ second ပိုင်းကြာမှာဘေးမက်ကမီတာယာနဲ့ခြေပြီးတော့လေထဲကိုခုန်တက်ပြီးတော့သမုတ်တရာပေါ်မှာပြန်တန်ပါတယ် ဘီမက်ကတော့ဟီရိုကိုမျိုးကိုခေါ်သွားခဲ့ပြီးတော့မိုးတိမ်တွေအောက်မှာနေဝင်စီးစာကိုကြည့်ရှုပါတယ်။ဟီရိုကတော့ဘီမက်ကိုမျိုးတစ်ခုလုံးကိုစကန်ဖတ်ပြီးတော့မကောင်းတဲ့သူကိုရှာဖို့ပြောပါတယ်။ဘီမက်ကတော့မျက်နှာဖုံးကိုဆက်ထားတဲ့သူကိုရှာတွေ့ပြီးတော့မျိုးနှက်ကကျွန်းတစ်ခုပေါ်မှာရှိနေတယ်လို့ပြောလိုက်ပါတယ်။ တငယ်ချင်းတွေကိုခေါ်ပြီးတော့ပြန်တန်းသွားခဲ့ပါတယ်။တငယ်ချင်းတွေကလည်းဒါကသူတို့ရဲ့ပထမဦးဆုံးတိုက်ပွဲဖြစ်မှာမို့လို့စိုးရိမ်ပြီးတော့ကြောက်လန့်နေပါတယ်။အတန်အင်းငယ်ကြတာနဲ့သူတို့ကသူတို့ရဲ့စွားရီကိုအုံပြပါပြီ။ဒါပေမဲ့လို့သူတို့ကခိုကိန်းခန့်ကိုတိုက်ခိုက်နေမိတာကိုသိလိုက်ရပါတယ်။အစာအုပ်ထဲကိုဝင်သွားတဲ့ခါမှာတော့သူတို့ကလမ်းကြောင်းတွေကနေပြီးတော့ရှောက်သွားခဲ့ပြီးတော့ဟန်နီကတော့တခုခုထူးဆန်းနေတာကိုတွေ့ပါတယ်။အခန်းတစ်ခုတည်းကိုဝင်သွားတဲ့ခါမှာတော့ထင်းချုပ်ရေးပေါ်တဲ့ကိုဖွင့်လိုက်ပါတယ်။ဟီရိုကတော့ဖန်သားပြင်ကိုဖွင့်တဲ့ခါမှာဗီဒီယိုတစ်ခုကတော့ပေါ်လာခဲ့ပါတယ်။ခရက်ကတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကိုသူ့ရဲ့ project တစ်ကိုမိတ်ဆက်ပါတယ်။ ဒီ project ကတော့လူတယောက်ဒါမှမဟုတ်ရင်အရာဝတ္ထုတစ်ခုကိုနေရာတစ်ခုကနေတစ်ခုကိုချက်ချင်းပို့ပေးနိုင်တဲ့ project တစ်ခုပါ MBK ကတော့ဒီဆက်ကိုအသုံးပြုပြီးတော့ခရီးစဉ်ကိုစတင်ဖို့ပြင်ဆင်လိုက်ပါစတင်ပြီးတော့ second ပိုင်းအကြာမှာပဲအဖွဲ့က MBK နဲ့ကိုမှဆက်သွယ်မှုပြတ်သွားခဲ့ပြီးတော့ project ကတော့ဖြည့်ဆည်းခံရဖို့ကိုစတင်ပါတယ် Cray ကတော့လျှက်စစ်တန်လိုက်ကွင်းကိုဖြတ်တောက်လိုက်တဲ့အခါမှာ MBK ကပဲ project ထဲမှာပြင်မိနေခဲ့ပါတယ် ဗီဒီယိုကိုကြည့်ပြီးသားတဲ့နောက်မှာတော့ဟီရိုနဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းခရီးကတော့မျက်နှာပေါင်းဆွထားတဲ့သူဖြစ်ပြီးတော့ micro ball တွေကိုအသုံးပြုပြီးတော့ teleportation portal ကိုပြန်လည်တိစောက်ဖို့ကြံစီနေတယ်ဆိုပြီးတော့ယုံကြည်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာမကောင်းတဲ့သူကပေါ်လာခဲ့ပြီးတော့ကြောက်တုံးကြီးတစ်ခုကိုလူငယ်ရစီကိုပြစ်လိုက်ပါပြီ။ဗီမတ်ကတော့ကြောက်တုံးကိုကင်ထားခဲ့ပြီးတော့သူတို့ကိုကဲတင်ဖို့ဒုံးမျက်လက်တီးကိုအသုံးပြုပါပြီ။အဖွဲကတော့တူတကွာကိုစုစည်းပြီးတော့ neurotransmitter ပါတဲ့မျက်နှာပေါင်းကိုရယူဖို့စူးစမ်းပါပြီ။ ဒါပေမဲ့လို့မကောင်းတဲ့သူကသူတို့အားလုံးကိုရှောင်တိမ်သွားခဲ့ပါရင်ဖရက်ကတော့ပထမဦးဆုံးရှုံးနေသွားခဲ့ပြီးတော့ဂိုဂိုကတော့သူ့ရဲ့အာယုံကိုဖန်ဆားဖို့ကိုကြိုးစားပါရင်ဂိုဂိုကတော့တိုက်ခိုက်ဖို့ကိုပြင်ဆင်နေချိန်မှာပဲဟန်နီကတော့သူ့ရဲ့ဂျယ်လီဘောတစ်ခုကိုရန်သူစီကိုပြစ်လိုက်ပါရင်ဒါပေမဲ့လို့ပြတ်မှတ်ကိုမထီပါဘူးအဲ့ဒီအချိန်မှာပဲဝါဆာဘီကပေါ်လာခဲ့ပြီးတော့မိုက်ခရိုဘောရီနဲ့တိုက်ခိုက်မှုတွေကိုကောက်ွယ်ဖို့လေဆာဓာတ်ကိုအသုံးပြုလိုက်ပါရင် တကယ်ချင်းအလုံးရှုံးနေသွားတဲ့ခါမှာတော့ဟီရိုနဲ့ဗိမက်ကလည်းပြန်တန်းလာခဲ့ပြီးတော့ဟီရိုကသူ့ရဲ့အကိုကိုတတ်ခဲ့တဲ့လူရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်။အဲဒီအချိန်မှာလူငယ်ကမကောင်းတဲ့သူကပရိုဖက်ဆာချက်လင်ဟန်ဖြစ်တာကိုသိလိုက်ရပါတယ်။ပြပွဲမှာမီလောင်တို့ကချက်လင်ဟန်ကမိုက်ခရိုဘော်ရီကိုအသုံးပြုပြီးတော့သူ့ကိုယ်သူကာကွယ်ခဲ့တာပါ။ဒါကြောင့်မလို့တတရှိကတော့အလဟာတက်ကိုတေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ဒီချက်ကိုတည်လိုက်ရတဲ့ခါမှာတော့ဟီရိုကဗိမက်ကိုချာလီဟန်ကိုဖျက်ဆီးဖို့ကိုအမိန့်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့ Baymax ရဲ့ program ကလူတွေကိုထိခိုက်ခွင့်မပြုထားပါဘူး။ Hero ကတော့ data sheet program လောက်ထားတဲ့ chip ကိုထုတ်ပြီးတော့လူတွေကိုတိုက်ခိုက်လို့ရတဲ့ chip အစ်စ်ကိုထည့်လိုက်ပါရင်တခြားသူတွေက Baymax ကိုလူတွေကိုတက်ခွင့်မပြုဖို့ကြိုးစားနေတဲ့အချိန်မှာ Challenger ကတော့သူ့ရဲ့မျက်နှာဖုံးကိုပြန်ရယူပြီးတော့ microbot တွေနဲ့ကိုထွက်ပြေးသွားပါရင်ဒီဖြစ်ရပ်တွေကြောင့်မှ Hanny က Baymax ရဲ့ chip ကိုပြန်ထည့်ပေးလိုက်ပါရင် Baymax ကတော့ပုံမှန်တိုင်းကိုပြန်လည်ဖြစ်သွားခဲ့ပါပြီ။ Hero ကတော့ဒေါသထွက်သွားခဲ့ပြီးတော့ Challenger ကိုလိုက်ဖန်ပါပြီ။ Baymax ရဲ့ချစ်ကိုပြန်ပြောင်းဖို့ကိုစူးစမ်းပေမဲ့လို့ Baymax ကတော့သူ့ကိုတားလိုက်ပါပြီ။ ဗမာကတော့သူ့ရဲ့ရည်ရွယ်ချက်ကလူနာတွေကိုကူတာဖို့ဖြစ်ပြီးတော့လူတွေကိုထိခိုက်စေဖို့မဟုတ်ဘူးဆိုတာကိုပြောပါတယ်။ဗမာကတော့တတာရှိရဲ့ဗီဒီယိုတစ်ခုကိုပြသပါတယ်။တတာရှိကတော့ဗမာကိုအလုံးလုံးအောင်လို့စ조사ခဲ့တဲ့ဂျိုးပန်းမှု84ခုကိုမှတ်တမ်းတင်ထားပါတယ်။ဗိမာကတော့လူတွေကိုကူညီဖို့အသုံးပြုမယ်ဆိုတာကိုသိရတဲ့ခါမှာတော့တတာရှိကတော့အရန်ကိုမှဝန်တာခဲ့ပါတယ်။ဗီဒီယိုကိုကြည့်ပြီးသားတဲ့ခါမှာတော့ဟီရိုကလည်းစိတ်လို့ရှားသွားခဲ့ပြီးတော့ဗိမတ်ကိုသူ့လုပ်ခဲ့တဲ့အရာတွေအတွက်ကိုတောင်းပန်ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့တငယ်ချင်းတွေကဂျိုးပေါ်မှာတွေ့ခဲ့တဲ့ဗီဒီယိုအစ်တစ်ခုကိုယူလာခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ချက်လင်ဟန်က APK ကိုပေါ်တယ်ထဲမှာပေးမိနေတဲ့အချိန်မှာရောင်းနေတာကိုတွေ့လိုက်ရပါတယ်။ APK ကတော့ချက်လင်ဟန်ရဲ့တမိဖြစ်တယ်ဆိုတာကိုသူတို့သိလိုက်ရပါတယ်။အခုချက်လင်ဟန်ကခရီးကိုလက်စားချေဖို့ကိုကြံစီနေတာဖြစ်ပါတယ်။ခရီးကတော့သူ့ရဲ့ကုမ္ပဏီရဲ့နေမည်အတစ်ကိုမိတ်ဆက်နေချိန်မှာမျက်နှာဖုံးဆွထားတဲ့သူကသူ့ကိုဖမ်းလိုက်ပါတယ်။ချက်လင်ဟန်ကတော့ခရီးရဲ့မာနာကြောင့်သူ့ရဲ့တမိတည်ဆုံးခဲ့ရတယ်လို့ပြောပါတယ်။ခရီးကတော့ပေါ်တယ်ကမပြေဆုံးသေးတာကိုသိပေမဲ့လို့ APK ကိုဝန်ခွင့်ပေးထားခဲ့တာပါ။ က်စားကြည့်ဖို့ challenge ဟန်ကားတို့ microport တွေကိုအသုံးပြုပြီးတော့ teleportation set ကိုပြန်လည်ပြီးတော့တည်ဆောက်လိုက်ပါတယ်။နေရာကဖြည့်ဆည်းခံရဖို့နေကက်လာတဲ့အခါမှာ hero နဲ့သူ့ရဲ့ဖွဲ့တွေကပေါ်လာခဲ့ပြီးတော့ challenge ဟန်ကိုလက်စားချေမှုကိုရပ်တန့်ဖို့ကိုပြောလိုက်ပါတယ်။ဒါပေမဲ့လို့ challenge ဟန်ကသူ့ရဲ့ចောင်းသားတွေကိုတိုက်ခတ်ပြီးတော့ Bimax ကိုဖြုတ်ချလိုက်ပါတယ်။ Hero ကတော့လင်းစင်သွားခဲ့ပြီးတော့ Portal တွေကိုဆုပ်ယူခံလိုက်ရပါတယ်။သူ့ရဲ့တငယ်ချင်းတွေကသူ့ကိုကဲဖို့ကြိုးစားပေမဲ့ Microbot ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ သူရဲ့တငယ်ချင်းတွေကတော့အန်ရရရှိနေတာကိုတွေ့တဲ့အခါမှာအီရိုကတော့မိုက်ခရိုဘော့တွေကိုဖျက်ဆီးဖို့သူရဲ့တငယ်ချင်းတွေကိုပြောပါရင် ိုက်ခရိုဘော့တွေဖြည့်ဆည်းခံရရင်ပေါ်တဲတဲကိုဆက်ယူခံရမှာဖြစ်ပြီးတော့ခံလင်ရရဲ့အမိန့်တွေကိုနားခံနိုင်တော့မှာမဟုတ်ပါဘူး။ဟီရိုကားရဲ့အန်ဒီရဲတဲကိုရောက်နေတာကိုဘေးမက်စတီးလိုက်ရတဲ့ချိန်မှာသူ့ကိုကယ်တင်ဖို့လွတ်မြောက်လာခဲ့ပါပြီ။အဖွဲတစ်ခုလုံးဆူဆီးပြီးသွားတဲ့နောက်မှာတော့ဟီရိုကသူ့ရဲ့တငယ်ချင်းတွေကိုမိုက်ခရိုဘော့တွေတဲကိုဖြည့်ဆည်းဖို့ကိုအာရုံစိုက်ဖို့ကိုပြောပါပြီ။သူကတော့ချယ်လင်ဟန်ကိုအာရုံပြောင်းဖို့ကိုကြိုးစားပါပြီ။ချယ်လင်ဟန်ကတော့မိုက်ခရိုဘော့တွေတဝက်လောက်ထိကိုကြံနေသေးတာကိုတီးလိုက်ရတဲ့ခါမှာတော့ဘေးမက်စကသူ့ရဲ့မျက်နှာဖုံးကိုပြန်ရယူပြီးတော့ neurotransmitter ကိုဖယ်ရှားလိုက်ပါပြီ။ပေါ်တယ်ကပြိုကျဖို့စတင်ခဲ့ပြီးတော့ပတ်ဝန်းကျင်ကအရာအ ားလုံးဆုပ်ယူနေပါ යි ခရီးကတော့ပေါ်တယ်ကိုပိတ်ဖို့ကိုနီးလည်းမရှိတော့ဘူးဆိုပြီးတော့ပြောပါ යි မင်းနဲ့ပိုင်တွဲမှာပဲပေါ်တယ်ကဖြက်စီခံရမှာပါဒါပေမဲ့လို့ဘေးမက်ကတော့ဆက်ထဲမှာအသက်ရှိနေသေးတဲ့လက္ခဏာကိုထောက်လန့်မိပါ යි ။ဒါကြောင့်မလို့ဘေးမက်ကတော့အဲ့ဒီနေရာကိုသွားဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါ යි ။သူရဲ့အာယုန်ခံကရိယာကဆက်ထဲမှာအမျိုးသမီးတယောက်ရှိနေပြီးတော့သူမကအိတ်ဆက်နေတဲ့အခြေအနေတွေမှာရှိရလို့ပြောလိုက်ပါ යි ။ဟီရိုကတော့ဒီမျိုးသမီးက challenge ဟန်ရဲ့သမီးဖြစ်တယ်ဆိုတာကိုသိလိုက်ပြီးတော့ဘေးမက်နဲ့အတူတူသူမကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါ යි ။ ်ပေါ်တေကိုဖျက်ဆီးပြီးသွားတဲ့အခါမှာတော့သူတို့ကလုံးဝကွဲပြားတဲ့စက်ကြဝဠာတစ်ခုကိုရေဆန်ရပိုင်ကပ်ဆူးကိုရောက်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲခရီးထက်ရှိအမိုက်တွေကိုရှောင်ရှားရပိုင်ကပ်ဆူးကိုတွေ့ပြီးသွားတဲ့နောက်မှာတော့သူတို့ကပြန်ထွက်ဖို့ကိုပြင်ဆင်ရပိုင်ဒါပေမဲ့လို့ပြန်လမ်းမှာတော့ပေါ်တေကိုဖျက်ဖို့နေကက်လာတဲ့အခါအီယာမအမိုက်တုံးကြီးတစ်ခုကပေါ်လာခဲ့ပြီးတော့ဘီမက်စ်ကတော့ဟီရိုကိုကာကွယ်ဖို့ကိုခုန်တန်လိုက်ပိုင်အဲ့ဒီအခိုက်မှာပဲဘီမက်စ်ရဲ့တန်ကြပ်ကာတွေကပျက်စီးသွားခဲ့ပြီးတော့သူ့ရဲ့ဒုံးမြတ်တွေကလည်းအလုံးမလုံးတော့ပါဘူး ဗီမတ်စ်ကတော့အဲ့ဒီနေရာကနေကိုထမသွားနိုင်တော့ပေမဲ့ဟီရိုနဲ့အဖေကေးကိုကယ်တင်ဖို့ဆုံးဖြတ်ထားပါတယ်။ဟီရိုကတော့စိတ်ပြက်ပြီးတော့ဗီမတ်စ်ကိုကယ်ဖို့နေလန်အစ်စ်တွေကိုစဉ်းစားနေရပါတယ်။ ဒါပေမဲ့လို့ပေါ်တယ်ကတော့မကြခင်မှာဖြည့်စည်းခံရမှာဖြစ်လို့အခြေမရှိတော့ပါဘူး။ဒါပေမဲ့လို့ပိတ်သွားကန်ဒီမှာပဲ Bimax ကသူ့ရဲ့ဒုံးပြန့်လက်တံကိုအတုံးပြပြီးတော့ကပ်ဆူးကိုပေါ်တယ်ရဲကနေကိုပြစ်ထုတ်လိုက်ပါတယ်။မင်းနဲ့နေငယ်ကြားတဲ့ခါမှာတော့လူနာတရင်ကရောက်လာခဲ့ပြီးတော့အပေကေးကိုဆင်းရုံပို့လိုက်ပြီးတော့ခါလင်ဟန်ကိုလည်းဖမ်းဆီးလိုက်ပါတယ်။ရတဲ့တပတ်တွေကြားတဲ့ခါမှာတော့ဟီရိုကသူ့ရဲ့တငယ်ချင်းတွေနဲ့တူတူတက်ကတူကိုစတက်ပါတယ်။ဒီနေ့မှာတော့ဟီရိုက Bimax ရဲ့လက်တံကိုကတ်ထုပြတက်တာရဲကနေထုတ်ပြီးတော့တခွေးကန်းထဲမှာကိုထားလိုက်တဲ့ခါမှာတော့ Bimax ရဲ့ချစ်ကိုတွေ့လိုက်ရပါတယ်။ ။ချုပ်ကတော့ဘီမက်ရဲ့လက်တီးထဲမှာဝတ်ထားခဲ့ပြီးတော့ဘီမက်ရဲ့ program တွေအားလုံးကိုတင်ဆက်ထားပါပြီ။ဟီရိုကလည်းဆက်ရုပ်ကိုတဲ့တစ်တစ်ခုကိုဖန်နေပြီးတော့ chip ကိုထည့်လိုက်တဲ့အခါမှာတော့ဘီမက်ကိုပြန်လည်ပြီးတော့ရရှိသွားခဲ့ပါပြီ။အဲဒီနောက်မှာတော့သူတို့ရဲ့ဖွဲ့နဲ့တူတူဟီရိုတို့ကလည်းဆန်ဖရန်စစ္စကိုမြို့ရဲ့စူပါဟီးရိုးတွေဖြစ်ကိုဆက်လက်လှုပ်ရှားပြီးတော့မြို့သူမြို့သားတွေကိုဆက်လက်ဆောင်ရှားလိုက်ကြပါတယ်။ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။ အခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စစ်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like နဲ့ subscribe လေးတွေလုပ်ထားပေးခဲ့ကြပါအောင်နော်။နောက်တစ်နေ့မှာဇာတ်ကားကောင်းလေးနဲ့တူတူပြန်လည်ပြီးတော့ဆောင်တွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။